အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ပြောပြချင်တာက FL Studio Mobile ရဲ့ CD EFG AB ကဏ္ဍတွေအခရာတွေကိုကဏ္ဍဘလို့ကြည်မလဲပေါ့နော်ဒီဒီဒီတီးတဲ့လူတွေကတော့ကြောသွားပေါ့နော်ကျွန်တော်ဒီဆိုလိုချင်တာက FL Studio Mobile ကိုအခုမှစတင်ပြီးတော့လေ့လာမယ်ဒူတွေအတွက်ရည်ရွယ်ပြီးပြောချင်းဖြစ်ပါတယ်ကဲရွေးလိုအပ်တာများရှိရင်လည်းပဲကျွန်တော်ကိုဖြည့်ဆွက်ပြီးတော့ပြောပြနိုင်ပါတယ်လို့မေတ္တာ ရက်ခတ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ကျွန်တော်ပထမဆုံးသင်ခန်းစာတွေမှာကကျွန်တော်စစ်တင်ထဲမှာစစ်တင်ချိန်တဲ့နေတွေပြောပြပြီးအဲ ID ထဲမှာကျွန်တော်က C4 ကို C middle C to C4 အဲ့တော့ကျွန်တော်ကအလေတန်းလို့ယူထားရတဲ့အတွက်ကြောင့်ဒီ C4 ကိုနော်ဒီ C C D C D E F G A B အဲ့ဒီအထိကိုအလေတန်းပြောမှတော့နော်အလေတန်းလို့ကျွန်တော်ယူထားတယ်အဲ့ဒါကို ဒီနှုတ်ကြည့်တဲ့အခါမှာဘယ်လိုကြည့်ရမလဲဆိုရင်เนาะကျွန်တော်တို့ဒီ CO ကြတော့1လို့မှတ်ယူမယ် D ကြတော့2လို့မှတ်ယူမယ် E ကြတော့3 F ကြတော့4 G ကြ5 A ကြ6 B ကြ7ကဲအဲ့လိုကျွန်တော်မှတ်ယူရပါတော့ဒီ C4 တဲ့ order မြင်သွားတယ်ဒီ C5 ကြတော့လည်းအဲ့လိုပဲတော်တယ်မြင်နေဆိုတော့ဒီ C ဆိုတာက ဝမ်းပဲမြင်းနေဆိုတဲ့အတန်လေးကဒီအပေါ်မှာအဆက်ကလေးပါတယ်အဲ့ဒါကိုအတန်မြင်းလို့ဒီနှုတ်ဆောင်ရထမှာအဲ့လိုမျိုးလေးတပိုင်း C5 ကိုဒီ C5 ကိုဟိုယူပေးရမှာပေါ့နော်ဒီ2ကျတော့ဒီအပေါ်မှာဟိုအမြင့်တင်ကြီးတာအဆက်ကလေးပါတယ်ပေါ့နော်3ကျတော့လည်းဒီတိုင်းပဲ4လည်းဒီတိုင်း G လည်းဒီတိုင်းပဲနော်ဟို6 A လည်းဒီတိုင်းပဲ7 B ဆိုရတာလည်းဒီတိုင်းပဲ နုဆောင်ရကျင်တဲ့ခါမှာအပေါ်မှာအစက်ကလေးတွေပါပဲနဲ့အောက်မှာအစက်ကလေးတွေရောဘာလို့လဲလို့ပြောတာလဲဆိုရင်ဒီစီရှားတော့ဒီဒီ C4 ရဲ့တော်တနေဝင်တဲ့အတန်းဆိုတော့အောက်မှာအစက်ကလေးပါတယ်2ကလည်းအစက်ကလေးပါမယ်3လည်းအစက်ကလေးအောက်မှာအစက်ကလေးပါမယ်4မှာလည်းအစက်ကလေးပါမယ်5မှာလည်းအစက်ကလေးပါမယ်6မှာလည်းအစက်ကလေးပါမယ်7မှာလည်းအစက်ကလေးပါမယ်အဲ့လိုပေါ့နော် ဒါဒီတစ်ဆင့်ပြီးရင်ကျွန်တော်နောက်တစ်ခုပြောချင်တာကဒီအမဲကလုတ်ဒီအကြောင်းပေါ့နော်ဒီသူကကိုယ်ဒီအကြောင်းတော့ကျွန်တော်နောက်မှပြောမယ်ဘူးလောလောဆယ်ဒီ1234 note ကိုဘလို့ကြည့်မလဲဆိုတာပေါ့နော်မတည်သေးတဲ့သူတွေအတွက်ရွေးချင်းဖြစ်ပါတယ်ကျွန်တော်ထပ်မံပြောပြချင်းဖြစ်ပါတယ်ကျွန်တော်လည်းပဲတီးတဲ့အထက်မှာပါပါဘူးလိလနေသေးပါအကြမ်းမအမပြရင်ခွင်းလုပ်ပေးပါဟုတ်ပြီကျွန်တော်အမဲခလုတ်တွေကြောင့်ဆက်ပြောမယ်မဲခလုတ်တွေကဘာလို့ဆိုလိုချင်တာလဲ เนาะအဲ့လိုအလားအလားတူပဲเนาะဒီအရင်ဆုံးဒီ auto name နဲ့အတန်း auto name နဲ့အတန်းဘယ်လိုပုံစံမျိုးလဲအလဲတန်းကဘယ်လိုပုံစံမျိုးလဲနှုတ်စာရိုက်ကိုကြည့်လိုက်တဲ့အခါမှာအာငါဒီဟာကတ auto name နဲ့အတန်းဒီဒီဒီခလုတ်ကိုတုံးမယ်ဒီကောင်လေးကတ auto name နဲ့အတန်းကြောင့်ဒါကြောင့်ဒီအောက်မှာ set ကလေးပါတယ်ဒါကြောင့်ကျွန်တော်ဟိုငါတို့ဒီဟာကိုတုံးမယ်ဒီကောင်လေးကမပါဘူးမပါရင်ဘယ်ဟောက်ဘယ်လိုတုံးမလဲဆိုတော့ခင်ဗျားတို့တေချာတည်ရမယ်ပေါ့နော်အဲ့လိုမှတချင်းတည်တဲ့အခါမှာလဲဒီအတန်းအနေအမြင့်ဒီ ဒီမမားမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီအမဲခလုတ်တွေအကြောင်းပြောပြမယ်ဟုတ်ပြီဒီအမဲခလုတ်တွေရဲ့သဘောတရားကျတော့ဘာလဲဆိုရင်ရှေးရှက်ရှေးရှက်မှတ်ထားမယ်နော်ရှေးရှေးရှေးရှက် now flat ဟုတ်ပြီနော်အဲ့လိုလေမှတ်မယ်ရှေးရှက် now flat ဆိုတာဘယ်ဟာကိုပြောတာလဲဆိုရင်မစီကနေကြည့်လိုက် စီကနေကြီးလိုက်တော့ဒီအမဲခလုတ်ကိုလှမ်းကြည့်စီကနေအမဲခလုတ်ကိုတစ်ချက်လှမ်းကြည့်လိုက်ကြီးလိုက်တဲ့နော်ကြီးလိုက်တဲ့ခင်ဗျားတို့အဲ့စီကနေပြီးတော့ဒီအမဲခလုတ်မြင်တဲ့ကောင်ကိုစီရှိတဲ့တက်ရကောင်ကိုဒီစီရှက်ပေါ့နော်စီစီရှက်အဲ့ဒီတော့ပါပြီနော်ကောက်ပြီစီရှက်စီရှက်နော်အဲ့ဒီစီရှက်ကိုတော့ကနန်းနဲ့ပြောမယ်ဆိုရင်1ရှက် c ဆိုတော့1ကိုเนาะခင်ဗျားတို့ကျွန်တော်ပြောပြပြီးလေးစောစောလေးอ่ะ c ဆိုတော့1ဟုတ်ပြီ ချက်ပြန်ကြည့်မယ်ဒီဒီကိုပြန်ကြည့်မယ်ဒီမှာဆိုရင်နောက်ကိုလည်းကြည့်လို့ရတယ်ရှေ့ကိုလည်းကြည့်လို့ရတယ်ကျွန်တော်တို့ဒီပြောချင်တာကဒီအလွယ်နည်းပဲအလွယ်နည်းပဲပြောချင်ဖြစ်ပါတယ်တချို့လူတွေကနားမလည်ပါဆိုလို့ပါဒီဒီဒီကနေကြည့်မယ်နော်ဒီကနေပြီးတော့နောက်ကိုဒီပြန်ကြည့်မယ်ဆိုရင်နော်ကြည့်လို့ရတယ်နော်ကြည့်မယ်ဆိုရင်ဒီကောင်ဒီကောင်ကိုဘာလို့ယူမလဲဆိုရင်ဆိုတော့ကျွန်တော်ပြောတယ်ရှေ့ရှက်နောက်ဖလက်ဆိုတဲ့အတွက်ကြောင့်ဒီကနေကြည့်တော့ဒီဖလက် ခဏနဲ့ပြောမယ်ဆိုရင်2 flat အားကြီးအားပြီနော်ဟုတ်ပြီ d ပြီးပါပြီတော့ d d ကနေတစ်ချက်ပြန်ကြည့်ရှေ့တဲ့ကို clock ကလေးကြည့်လို့ရသေးတယ်နော်အဲ့ဒါဆိုရင် d ကောင်ဘာလို့ဒီ mx clock ကိုဘယ်လိုယူမလဲဆိုရင် d ရှက်ပါအဲ့ဆိုရင်2ရှက်ပါဟုတ်ပြီ d ပြီးဆိုရင် e E ကဒီနောက်ကိုပဲကြည့်ရရှိမယ်ဒီမှာဂျားခလုံးလေးရှိတယ်ဂျားလိုဒီမှာအမဲအမဲခလုံးမပါဘူးအားကြောင့်နောက်ကိုပဲကြည့်လို့ရမယ်အားအကြောင့် E ရ E ရနေကြည့်တဲ့အတွက်ကြောင့် E ဖလက်ပါကဏ္ဍနဲ့ပြောမယ်ဆိုရင်3ဖလက်ပါအတိကျပြီနော်ကောက်ပြီ E ပြီးသွားပြီဆိုရင် F F ကနေလည်းကြည့်မယ် F ကနေပြီးတော့ဒီအမဲခလုံးကိုကြည့်မယ်ဆိုရင်အဲ့ဒီအမဲခလုံးကိုဘယ်လိုလုပ်ပြောမယ်ဆိုရင် F ရှက်ပါ ်လမ်းနဲ့ပြောမှဆိုရင် full shape ပါဒီ f အပီဝါလို့ဒီရောက်ပြီဒီရောက်ပြီဆိုရင်ဒီကဒီနောက်ကိုလည်းကြည့်လို့ရမယ်ရှေ့ကိုလည်းနော်ပြောလို့ရမယ်နော်ဒီဒီဒီကနေပြီးကြည့်တဲ့ဒီခလုတ်ကလေးကိုဒီဒီကနေကြည့်လိုက်တဲ့ခါမှာဒီခလုတ်ကလေးကိုဘယ်လိုလို့မှတ်ယူမလဲဆိုရင်ဂျီဖလပါဆိုတော့ကျွန်တော်ဟိုကပြောခဲ့တဲ့ကပြားလေးပေါ့ရှေ့ရှက်နောက်ဖလပါအဲ့ဒါလေးမှတ်ထားရင်ရပါပြီ အာကြီးဆိုတော့ကျွန်တော်တို့ဒီတင်ချလူကနေနဲ့ဆိုရင်5 flat ဟုတ်ပြီနော်ဟိုကြီးရနဲ့တစ်ချက်ရှေ့ကိုကြီးမယ်ဆိုရင်ရှေ့ကိုကြီးတော့ကြီး shit နော်ကာနာပြောမယ်ဆိုရင်5 shit နော်အေးကြီးပြီးရင်အေးအဲ့ရနဲ့ချက်ကြီးမယ်ဆိုရင်နောက်ကိုအေးရနဲ့ကြီးတော့ဒီကလုံးလေးကိုဘာလို့ပြောမယ်ဆိုရင်အေး sorry အေး ဖလက်ပါနောက်ကကြည့်တယ်နောက်ဖလက်နော်နောက်ရှေ့ရှက်နောက်ဖလက်ဆိုတော့ a a ရနေကြည့်တော့ a ဖလက်ခဏနဲ့ပြောမယ်ဆိုရင် c ဖလက်ဟုတ်လား a ရနေရှေ့ကိုရှက်ကြည့်မယ်ဆိုရင်ဒီကောင်ကြည့်မယ်ဆိုရင် a ရှက်ပါခဏနဲ့ပြောမယ်ဆိုရင် c ရှက်ပါဟုတ်ပြီ b ရနေတစ်ခါကြည့်မယ် b ရနေတစ်ခါကြည့်မယ်ဆိုရင်နော်ဒီမန်ထိုးလေးကိုဘာလို့ခေါ်မယ်ဆိုရင် b ဖလက်ပါ ခဏနဲ့ဆိုရင်7ဖလပ်ပါပြီးတော့အများအများဆုံးမှတ်ရမှာကဒီဘယ်စီဆိုရင်တင်းချလို့1ဒီဆိုရင်2စီအစီကနေစရင်တော့စရည်လိုက်လေဒီ BT ကိုဟိုဒိုရီမီဖာဆိုလာဒီပေါ့เนาะမြန်မာလိုဆိုရင်တင်းချလို့ဆိုရင်တော့ တင်ချလို့ဆိုရင်တော့1 2 3 4 5 6 7ပေါ့နော်အခေရနဲ့တင်ဟိုကအင်္ဂလိပ်အခေနဲ့ဆိုရင်တော့ CD EFG AB ပေါ့နော်အဲ့လိုမျိုးလေးမှတ်ပါလိမ့်မယ်